အားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ Rose ပါ။ဒီနေ့မှာတော့စာရေးဆရာမဂျူးရေးသားထားတဲ့မရှိမဖြစ်မိုးဆိုတဲ့ဝတ္ထုကိုအပိုင်း၁အနေနဲ့တင်ဆက်ဖျားပြပေးသွားကြပါရှင်။ ောက်ချန်နေနေခင်း၃နာရီသည်ခါတိုင်းနေခင်း၃နာရီများကဲ့သို့အတိတ်ပဲကင်းမဲ့လျက်ရှိသည်၃နာရီအချိန်များတွင်သူဖတ်ဘူးသောဝိတုတပုတ်ထဲမှစာကြောင်းတစ်ခုကိုအမဲလိုလိုတတိယလေးရှိ၏စာရေးဆရာနာမည်လဲမမမီဝိတုနာမည်လဲမမမီသူမမီဒီကဝိတုထဲမှအဓိကဆက်ဆောင်၏နာမည်သာဖြစ်သည်မိုင်စီယာအတန်ရိုးခွန်တန်ဆိုသောခတ်ကြောင်ကြောင်လူတယောက်ပဲနေလေ၃နာရီ သုံးနိုင်ဆိုသောအချိန်သည်တင်အတွက်တစုံတစ်ခုပြုလုပ်ရန်နောက်ကျလွန်းသွားခြင်းသို့မဟုတ်စောလွန်းသေးခြင်းဖြစ်သည်တဲ့ယခင်ကထိုစာကြောင်းကိုတတိယလည်းရင်စိတ်ထဲကပြုံးမိတော့လေယခုတော့သူ့သဘောတူသွားပြီတကယ်ကိုပင်နေခင်းသုံးနိုင်သည်တစုံတစ်ခုပြုလုပ်ရန်နောက်ကျလွန်းနေပြီသို့မဟုတ်လဲစောလွန်းနေသည်နည်းနည်းမှတက်ကြွပွဲရာမရှိသောအချိန်တစ်ခုဖြစ်သည်အထူးသဖြင့်ယခုလိုရာသီဥတုမျိုးမှာပေါ့ရုံကအပြင်ဘက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမိုင်းမောင်လျက်ရှိသည်တနေ့လုံးမပြတ်ဘဲတဖွဲဖွဲရွာနေသောမိုးသည်လူတွေ၏စိတ်ကိုပိုမိုထိုင်းမိုင်းအောင်ဖန်တီးနေ၏တစက်မြိတ်မှမိုးရီစီကြတန်သည်လေးတွေသောဂီတတန်တစ်ခုလိုပြင်းရီညီငွေစွာထပ်ပေါ်လျက်ရှိသည်ရွှေကုန်နံလမ်းမပေါ်မှာအချိန်ပြင်းစွာဖြတ်တန်းသွားသောကားကြီးကားငယ်တို့၏အတံများရုံကန်တွေသို့တစ်ချက်တစ်ချက်ဝင်ရောက်လာတတ်သည်ကလွယ်၍ပတ်ဝန်းကျင်သည်မိုးတန်တဲတဲဖြင့်ဖုံးလွှမ်းနေသည်ဆရာ သူ့အနီးသို့မွေရနံတစ်ခုရောက်လာ၍သူမော်ကြည့်လိုက်သည်အားလုံးပြီးသွားပြီဆရာအဲ့ဒါစစ်စစ်ပြီးရင်ဆရာလက်မထိုးလိုက်ရုံပဲသူ့အနီးတွင် လာရက်တော့မင်းကလေး၏အပြုံးကလေးမှာချိုများနေသည်ပြေဖောင်းသောနှကန်းကလေးကပန်းရောင်တောက်ပါနေ၏သူတွက်လက်ဆအယောင်းခံမှန်းကြီးစည်ရင်သည်စူတာလီဟန်၏အပြုံးအောက်တွင်ဝေဝါးသွားသည် ကျောလေခန်ရှေလျားဖြောင်စင်းသောသပင်ပြော့ကလေးများထံမှမွေရနံတစ်ခုသည်သူ့ကိုရင်မှုအောင် ပြူစားလျက်ရှိရာသူမလမ်းပေးသော အစီရင်ခံစားဘောကကနန်းများစလုံးများကိုတော်တော်နှင့်အာယုံစူးဆိုင်မရပဲဖြစ်နေ၏အင်းထားခဲ့လေဒါလီတော်တော်ကောင်းနေရင်မွေးနဲ့မယ်ဘာရင်မွေးများပါလိမ့်သူမစီမဆိုင်တစ်ချက်တွေးပြီးစိတ်ထဲကပြုံးလိုက်မိလေသည်ကဲရင်မွေးနဲ့မယ်သိရတော့မင်းပါလုံးပါလေဒါနဲ့ဆရာ၃နိုင်ခွဲမှာအပိုင်မန့်တစ်ခုရှိတယ်နော် ။အော်ဟုတ်သားပဲ။သူဒါလိကိုကျေးဇူးတင်စွာ ကြည်၍ပြုံးပြလိုက်၏။တော်ပါသေးရဲ့။ညနေ3နာရီခွဲတွင်ထိုင်းကုမ္ပဏီတစ်ခုမှအယောင်ကိုယ်စားလှယ်တစ်ယောက်နှင့်တွေ့ရန်ချိန်ထားသည်။ဆွေးနွေးရန်အချက်အလက်များသူစုဆောင်းထားပြီးဖြစ်ပေမဲ့စနေတကြပြန်လည်းမစီစဉ်ရသေးပါ။ကျေးဇူးပဲဒါလိ။စုဒါလိကနှာခေါင်းလေးရှုံလျက်ပြုံးပြီးလက်ထွက်သွားသည်။ ဆူဒါလီဟန်သည် Integrated Farming Enterprise အေဂျိုဌာနတာဝန်ခံဖြစ်သည့်နာမည်အားဖြင့်အေဂျိုဌာနတာဝန်ခံဆိုတော့လေဆူဒါလီဤတကယ်အလုံးမှာလက်နှိတ်ဆက်ရိုက်ခြင်းနဲ့ကုမ္ပဏီတစ်ခုလုံးဤထုတ်ကုန်သွင်းကုန်စည်ရင်းများကူညီပြုစုပေးခြင်းဖြစ်လေသည်တခြားယုံတွေကုမ္ပဏီတွေမိသားစုဆက်ဆံရေးရှိသည့်ဆိုပေမဲ့သူတို့ယုံလောက်မိသားစုဆက်ဆံရေးလိုရင်းနှီးကြောင်းဝင်မည်မဟုတ်ပါဘာကြောင့်လဲဆိုတော့ဆူဒါလီဟန်ဒီ e-company e-managing partner ဦးစုမြင့်တမိဖြစ်ပြီး သူကတော့အစိုးရအလုံးမှထွက်ခန်းနည်းစစဲဖြစ်တော့အကျိုးမန်နေဂျင်းပါတနာဖြစ်သူဥထင်ကျော်ဤသားဖြစ်နေတော့ကြောင်းပင်တီဒါလီကိုသူခင်မင်းတီဒါလီတီ ူအတွက်ချစ်စရာယူကလေးတစ်ပွဲလေးဖြစ်ပြီးကျင်နာတတ်သောနှမကလေးတစ်ပွဲလေးဖြစ်သည်။သူစပွဲပေါ်ကဖိုင်တွဲများစရဲများကိုဒါလီကမင်းကလေးပီတာစွာရှင်းလင်းပေးလေးရှိ၏။တခါတည်းဘိုးချုပ်စီမင်္ဂလာစီးကအစရွှေတကုံဖျားအထိစုဒါလီကိုသူလိုက်ပို့ပေးရတတ်သည်။စုဒါလီကလည်းသူချိန်နှစ်တတ်သောခနန်းကော်ပြန်ကျော်များကိုအမတ်တရာဝဲဝဲလာတတ်လေသည်။ဤယုံဤအရာရှိများဧည့်သည်များအတွက်တခုရီးသောအတွင်းဧကန်စပွဲတွင် နေ့စဉ်ပန်းဆိုင်ဦးမှာပန်းဝေစာအောင် ထိန်းသိမ်းအလှဆင်သူမှလည်းစူတာလီတာဖြစ်သည်။ e-company တစ်ခုလုံးတွင်အမျိုးသမီးဝန်ထမ်းဟူ၍စူတာလီတာရှိသည်။အံ့ဩဖို့ကောင်းစွာပြင် e-mail ကလေး၏ကြည်လစ်နွယ်နှောင်းသောကိုခန္ဓာကလေးသည်စနစ်တကျပုံသွင်းပြုပြင်ထားသလိုလှပလျက်ရှိလေသည်။သူကြိုက်နေသောမိန်းကလေးတစ်ယောက်၏အရေးအချင်းများစူတာလီတွင်အပြည့်အဝရှိသည်။နွယ်နှောင်းမှု၊ယိုကျိုးမှု၊ကျဉ်နာမှု၊အလိုက်တည်တတ်မှု၊ရိုးသားပွင့်လင်းမှု၊ဖျားရည် ီရေရေချင်းတွေနဲ့မင်းနဲ့ဘာဆိုင်လို့တော့မင်းထင်ကြော်သည် သူ့အဖြစ်သူသဘောကျသွား၏ဈေးကွက်ရှာဖွေမှုအတွက်အစီရင်ခံစာကိုစိတ်မပါစွာစစ်ဆေးနေစဉ်သူစပွဲမှာတယ်လီဖုန်းတန်ခက်ပြော့ပြော့ကလေးမြည်လာ၏ရုံတွင်ခေါ်သောတယ်လီဖုန်းဖြစ်သည်သူစာရွက်ကင်ထားလျက်ကဖုန်းကိုကောက်ယူလိုက်သည်ဆရာစုဒါလီဤချိုများသောအတန်နှွဲ့နှွဲ့ကလေးအော်ဒါလီဘာလဲဆရာကိုတွေ့ဖို့ဧည့်သည်တယောက်ရောက်နေတယ်ဆရာ ချိန်မထားတဲ့ဧည့်သည်တဲ့သူမျက်မှောင်ကျုံသွား၏နာယီကိုငုံကြည့်လိုက်တော့3နာရီ15မိနစ်ထိုင်းကုမ္ပဏီကလူနဲ့တွေ့ရင်15မိနစ်သာလိုတော့သည်ဘသူရဲ့လဲအမျိုးသမီးတစ်ယောက်ပဲခဏလေးတစ်ဖက်ကအတန်တိတ်သွားပြီးမှမက်ခင်မိုးမြင့်နဲ့ဆရာဟူသောအတန်ကလေးထွက်လာ၏မက်ခင်မိုးမြင့်သူမသိပါဘဲဌာနကလည်းဒါလေမသိဘူးဆရာရုံးကိစ္စမဟုတ်ဘူးတဲ့ကိုရွေးကိုရာကိစ္စလို့ပြောတယ်မြတ်စွာဘုရား အမျိုးသမီးတယောက်နဲ့ကိုရဲကိုရာကိစ္စပတ်သက်ရလောက်အောင်သူမရင်းနေမိတာကြာပါပြီ။သူသည်ကျောင်းတုန်းကသူတွဲခဲ့ဘူးသောမိန်းကလေးများကိုကမန်းကရန်ပြန်စင်စားယူလိုက်၏။မက်ခင်မုံမြင့်တေချာတီကတော့သူတွဲခဲ့သောမိန်းကလေးများတွင်မက်ခင်မုံမြင့်ဆိုသောနာမည်တယောက်မှမပါပါ။နောက်ပြီးကိုရဲကိုရာကိစ္စကိုရုံးသူတည်ယူလာတာမျိုးကိုသူမကြိုက်ပါ။ဆရာဘလို့လဲရင်တွေ့ဖို့အချိန်ရရဲ့လား။စုတာလေးလမ်းဖွင့်ပေးတော်မိကွန်ကလိမ္မာပါနဲ့ဤ သူမတွေ့ခြင်းလည်းအချိန်မရဘူးဟုပိတ်ပြောလိုက်ရုံပါပဲထို့သောကိုရီးကိုရာကိစ္စဟုသောမခင်မုံမြင့်ကို သူစိတ်ဝင်စားနေသည်တွေ့မယ်လေလွတ်လိုက်ပါစင်နရက်တကားကိုတွန်းဖင်လျက်ဝင်လာသော ထိုအမျိုးသမီးကို သူမသိပါ အမျိုးသမီးသည်ရှေးမြင့်သော အရင်နှင့်လိုက်ဖက်ယုံမဆိုးစလောက်ပြေတော်လဲနှွယ်နှောင်းမှုမရှိခမမတ်ခန်တောင်တောင် ဖြစ်သည်သပင်ကတိုးနှံ့နှံ့ကလေးမင်းထင်ကျော်ဤသပင်ထက်အနည်းငယ်သာပိုရှည်မည နဖူးပေါ်မှာလှိုင်းကလေးမတိမတာပုံဖော်၍နောက်ပြန်လှန်ပြီးသားသောမဲနတ်တီသပင်များသည်ပုံပန်းကြနာတည်တက်နေ၏။၂ရွက်အထက်ကသပင်ကိုလည်းနောက်ဖက်သို့ပြေလျှောစွာဖီထားသည်။နားမှာနှကံမရှိ၊မျက်ခုံးများထူထဲနှမောင်ပြီးမျက်လုံးများမဲနှက်စွာတောက်ပသည်ကိုချက်ချင်းသတိထားမိလိုက်၏။ရှက်အင်းကြီးလက်ရှိကို လက်ကျယ်သည့်အပြေတက်လယ်ပင်ကျယ်သည့်ကော်လံအထိစေပိတ်တက်ထားသည်ဖြင့် သူမ၏ပုံစံကတည့်ရက်နေသည်။သို့သော သူမတလန်းချင်းဝင်လာ gain သူစစ်စစ်ကြည့်၍အကဲခရရသည်များတော့ပေါင်းသိဆက်ဆံရခမည်မိမစားမျိုးပင်သည်စူးရှာသောမျိုးလုံးများကမဲနဲ့တောက်ပါပြီလူတကာကိုအပြစ်ရှာမည်ပုံစံဖြစ်နေသည်ထမိန်က မတူမရှိခြေမျက်စိအထက်တထွာလောက်ရောက်အောင်ဝှက်ထားသည် ထမိန်အောက်တချမ်းအနေငယ်ဆူဆူနေသည်အင်းညီနေသပင်များမိုးဆူဆူခြင်းမရှိပါ သူမတွင်ထီးပါလာပြီးထီးကိုရုံကအဝင်ပလတ်စတစ်ရေပုံထဲတွင်ထည့်ထားခဲ့ဟန်တူပါသည် ထိုင်ပါအမျိုးသမီးကကလထိုင်ကိုအတန်မြီအောင်ဆွဲယူလျက်ထိုင်သူနဲ့နဲ့အောင်သွားသည်သူစီလာနေကြဧည့်သည်များသည်ကလထိုင်ကိုမိမိတို့ဘက်သို့ဆွဲယူလေးမရှိကြပါဆွဲယူလျင်လည်းအတန်မထွက်အောင်ညင်သာစွာဆွဲယူလေးရှိကြပါသည်ကိုရီကိုရာကိစ္စသူယခုတိုင်အုံနောက်60ဖြစ်သည်ကျွန်တော်ခင်ဗျားနဲ့မတွေ့ဘူးဘူးနော် အဖြူရောင်ရှက်လက်ရှိကြောင်းလားမသိအမျိုးသမီးဤမျက်ဝန်းများထူးထူးခြားခြားတောက်ပနေသည် အနက်ရောင်တရေပခုံးလွယ်အိတ်ကိုရင်းခွေမှာပိုက်လျက်ယူကျိုးဟန်တဝက်တစက်မှမပါပဲသူမခေါင်းငိမ့်လေသည် ဟုတ်ကဲ့မတွေ့ဘူးပါဘူးဒါဖြင့်ကျမဥမင်းထင်ကျော်စီကအကူအညီတစ်ခုတောင်းချင်လိုပါခက်အက်အက်အတန်မှာဆွဲဆောင်မှုအပြည့်ရှိတော့လေသူဤမကျေနပ်မှုကိုပြေပြောင်းမသွားစေနိုင်ပါကျွန်တော်ခမားနဲ့စကားပြောဖို့10မိနစ်အချိန်ရပါတယ်ကိစ္စကိုပြောပါကျွန်တော်တတ်နိုင်တဲ့ကိစ္စမျိုးလား သူမကနာယီကိုတချံအငုံကြည့်ဤမဲနဲ့သောမျက်တောင်ကော်များဝင်းရံထားသောမျက်လုံးအစုံမှဇူရှာလျက်ကိုကူကူအထင်ကြီးမြင့်မျက်လုံးများဖြစ်သည်ကျဲပြန့်သောနှာခမ်းမှာပြီးရီပါလက်ပြီးပုံပန်းဂျာနာတည်တက်သည်နှာခမ်းဆိုးစီလုံးဝမတင်ထားသောပန်းနူရောင်ခပ်ဖြောဖြောနှာခမ်းများဖြစ်သည်စုဒါလီဤပြေဖြိုးဖောင်းကြွသောပန်းနူရောင်နှာခမ်းငုံကလေးကိုဖြတ်ကနေမြင်ရောင်နှိုင်းရှင်မိသွားဤကျမအနေနဲ့ခက်ခဲနေပေမဲ့ဥမင်းထင်ကျော်အတွက်လွယ်လွယ်ကလေးပါ ဘလို့ပါလဲစကားပြောပုံက ပိုင်လာကြည်လားသူမျက်ခုံးပင်ပြီးသွားသည်အမျိုးသမီးအသက်ကသူနဲ့မတိမ်မယိမ်ဟု ခံမှန်းရသည် အသက်26နှစ်လောက်ရော့လျင်တစ်နှစ်ပိုလျင်တစ်နှစ်ဒါပေမဲ့သူ့ထက်လူမှုရေးဉာဏ်ဖြင့်မှတေးကြသည် သူမကတရေအိတ်ထဲမှစာရွက်တစ်ခုကိုထုတ်ယူလျက်သူရှိသူချပြသည် ကျမဒီစာအုပ်စာရန်ကလေးတွေဝယ်ချင်ပါတယ်သူမျက်ကနေအောင်သွားပြန်၏ ကျွန်တော်တို့ကုမ္ပဏီကရေထွက်ပစ္စည်းထုတ်လုပ်တဲ့ကိရိယာတွေရေထွက်ပစ္စည်းမွေးမြူနည်းတွေနဲ့ပဲပတ်သက်ပါတယ်ခမားအနေနဲ့စာအုပ်တွေလိုချင်ရင်ပန်းစိုးရက်စာအုပ်ဆိုင်တွေညင်ဒီကုန်းစာအုပ်ဆိုင်တွေမှာတွားမိဖို့ကောင်းတယ်သူစိတ်တူတူဖြစ်ပြောမိတော့အမျိုးသမီးကခေါင်းရံဤလက်ထဲကစာရက်ကိုသာရှေ့တိုးပေးသည်ကျမလိုချင်တဲ့စာအုပ်ကပန်းစိုးရက်မှာလည်းမရှိဘူးညင်ဒီကုန်းမှာလည်းမရှိဘူးမြန်မာနိုင်ငံမှာလည်းမရှိဘူးရှင့်ဟာဘာစာအုပ်မို့လဲသူရှေ့ရောက်နေသည့်စာရွက်ထဲမှာစာရင်းကိုငုံကြည့်လိုက်ဤ Journal of Architecture and Food Commerce စိုက်ပျိုးရေးနှင့်အစားအစာဓာတုပေးတာဂျာနယ် European Journal of Applied Microbiology and Biotechnology အထောက်အကူပြုအနုစည်းဝါးပေးတာနဲ့ဇီဝစမှုသိပ္ပံအနောက်တိုင်းဂျာနယ် Biotechnology Volume 4ဇီဝစမှုသိပ္ပံဂျာနယ်အတွဲ၄အခွဲခွဲချမဂဇင်း9083 ရေထွက်ပစ္စည်းမွေးမြူခြင်းမဂ္ဂဇင်းများ1983သူစိတ်ပြက်လက်ပြက်တပင်းချ၍မော်ကြီးလိုက်တော့အမျိုးသမီးဤမာကြောကြော မျက်ဝန်းများနဲ့စုံမိသည်ဒါပေမဲ့ဒီစာအုပ်တွေကျွန်တော်တို့ကုမ္ပဏီကမရောင်းတော့ခမားတိမာပါနော်ဟုတ်ကဲ့တိပါတယ်ဒီစာအုပ်တွေကိုဟာဝိုင်မှာမှားလို့ရရင်ရမယ်တေချာတာကတော့ထိုင်းနိုင်ငံမှာဝယ်လို့ရပါတယ်ခတ်တာက ူမမျက်ဝန်းတောင်းကပ်၍တက်အောင်စဉ်းစားဟန်ဖြင့်ငြိမ်သက်နေပြီးမှအနှဲငယ်ရှေ့ကိုင်းလျက်ဆက်ပြောသည်။ကျမကဘန်ကောက်မှာလည်းအတီကျွမ်းမရှိဘူး။ဟာဝိုင်မှာလည်းမရှိဘူး။ကျမကျောင်းသူဘဝတုန်းကတော့ဟာဝိုင်တက္ကသိုလ်ကနေစာအုပ်နှအုပ်မှလုပ်ရဘူးပါတယ်။သူတို့ကကျောင်းသားတွေဆိုရင်ပို့ပေးတယ်လေ။ဒါပေမဲ့အခုကျမကကျောင်းသူမဟုတ်တော့ဘူး။ဒီတော့ကျမကိုဦးမင်းထင်ကျော်ကကူညီပြီးဒီစာအုပ်ကလေးတွေမှပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဒါပေမဲ့ခမည်းကကျွန်တော်လိပ်စာကိုဘဲကနေရတယ်လေထူမေးခွန်းကိုမေးလျင်ရိုင်းသွားမှဆိုရသူမမေးပါတကယ်ဆိုလျင်သူမကစတင်ဖွင့်ပြောရမည်မဟုတ်လားကျွန်တော်တကားမှနိုင်ငံသားကိုစာအုပ်မမှဘူးသေးဘူးနောက်ပြီးအဲ့ဒီကိစ္စကခမည်းထင်တယ်လို့မလွယ်ဘူးဘာကြောင့်လဲဆိုတော့ငွေတန်ဖိုးကိစ္စပဲဟိုမှာလူကန်ရှိနေရင်တောင်မှအိုးဒါကတော့စိတ်မပူပါနဲ့ကြာတင်တဲ့လောက်မြန်မာငွေနဲ့သူ့စကားကိုဖြတ်ပြောတာသူလုံးဝမကြိုက်ပါဒီမှာ ျွန်တော်ပြောတဲ့စကားကိုစုံအောင်နားထောင်ပါဦးခမားပတ်စံတက်နိုင်လိမ့်မယ်လို့ကျွန်တော်ကထင်မိတာပါဒါပေမဲ့ဒီစာအုပ်တွေကိုဘဏ်ကောက်မှဝယ်ရင်ဘတ်ငွေနဲ့ဝယ်ရမယ်ဒီကိုပို့ပေးတဲ့ကုန်ကျစရိတ်ကလည်းဘတ်ငွေပဲဒီကိုရောက်တော့ခမားကကျွန်တော်ကိုမြန်မာငွေနဲ့ပေးမယ်ဒီမြန်မာငွေကိုကျွန်တော်ကဘလို့လုပ်ပြီးဟိုကိုပြန်ဆက်ပေးရမှာလဲအမျိုးသမီးကစိတ်မရှိသလိုစုတ်တက်လိုက်တော့သူ့နှကန်းတေးတေးစီထားလိုက်၏ရှင်တို့ကုမ္ပဏီကနိုင်ငံခြားကဝယ်တဲ့ပစ္စည်းတွေကိုမြန်မာငွေနဲ့တွက်ပြီးပြန်ရောင်းနေတာမဟုတ်ဘူးလား ဒါလေးကိုရှင်ကဘာများခက်ခဲနေလို့လဲဒေါ်လာနဲ့ဝယ်ရရင်လက်ရှိပေါက်ဈေးပေါ့ကုမ္ပဏီတွေအားလုံးငွေတန်မှုဒီလိုလဲလဲပြီးပြန်သွင်းနေတဲ့ကိစ္စပဲသူမဤခက်ဆွာဆွာအတန်ကြောင့်သူဤတိန်ကြီးခန်းစိမ်းများအားလုံးလွင်ထွက်သွားဤဒါပေမဲ့အခုဟာကုမ္ပဏီကိစ္စမှမဟုတ်တာပဲကွာဒါအပြင်အလုပ်ပဲဘဲကလာမှမသိဘာလုံးမှမသိတဲ့မိန်းမတယောက်ရဲ့ကိုရေးကိုရာကိစ္စပဲဒါကိုတရားမဝင်လုပ်ပေးဖို့ဘဲလွယ်မလဲ ကုမ္ပဏီအလုံးနဲ့ရောပြစ်လို့မရဘူးဒါကိုလုပ်ပေးဖို့ဆိုရင်ကျွန်တော်မှရှိသမျှအချိန်တွေကနေဖဲ့ပေးပြီးဟိုကမိတ်ဆွေတယောက်ကိုအကူအညီတောင်းရမှာနောက်ပြီးဒီစာအုပ်တွေကိုမှာယူလို့ရပြီးပြီပဲထားခမားအကြောင်းတစုံတရာကြောင့်ပြန်မရွေးတော့ဘူးဆိုရင်ဒီဟာတွေအားလုံးကျွန်တော်ငွေနဲ့စိုက်ပေးရတော့မှာဒီတော့ခမားအပေါ်မှာကျွန်တော်ယုံကြည်ဖို့ကလည်းအဓိကအရေးကြီးနေတယ်ဒီတော့သူမက်ခင်မုံမြင့်ဆိုတော့ခမမကြောကြောမိမကိုအထက်စီးအကြည့်ဖြည့်ကြည်လိုက်ဒီအလုပ်ကိုကျွန်တော်လုပ်ပေးဖို့လိုအပ်သမျှခမားရဲ့အထောက်အထားတွေအကုန်ကျွန်တော်သိကျင်တယ် အမျိုးသမီးခဏငြိမ်သက်သွား၏သူကိုစိုက်ကြည့်နေသောမျက်ဝန်းများတွင်ဒေါသအရေးငွေကိုသူကောင်းကောင်းမြင်ရသည်မင်းထင်ကျော်ကိုဒီလိုလာရင်လို့ဘယ်ရမလဲအကူညီတောင်းတဲ့မျက်နှာဆိုတာဒီလိုမျက်နှာပေးမဟုတ်ဘူးကွသူအနေငယ်ပြုံးပြလိုက်၏အထက်စီးအပြုံမှန်သူမတီပါလိမ့်မည်သူမကမလွဲမရှောင်သာစွာလက်ခံလိုက်ရသောဟန်ပန်မျိုးဖြင့်ခေါင်းတစ်ချက်ညွန့်၏ရပါတယ် ဒါကျမဘက်ကလိုသွားတဲ့အချက်ပဲတကယ်ဆိုရင်ကျမဝင်ဝင်လာချင်းပြောရမယ့်ကိစ္စပဲမဟုတ်လားဒါပေမဲ့ဆရာသားကဒီလောက်စည်းစားကြောင်းလိုက်မယ်လို့ကျမမှမထင်တာခဏလေးကျမရဲ့ ID ကတ်တွေကိုပြပါမယ်ဆရာသားထိုစကားကြောင့်သူ့နဘူးသူ ဖြတ်ကနေရိုင်းမိမလို့ဖြစ်သွား၏တေးလိုက်ဆမ်းပါကွာအကွာကချာမဂဇင်းဆိုကလေးကသူရိမ့်မိဖို့ကောင်းပါသည် သူဖခင်ဦးထင်ကျော်မှာမော်လမြိုင်တက်ကတော့ အနဝါဇီဝဗေဒဌာနတွင်ကတိကဖြစ်၏သူမျက်နှာနည်းနည်းပူသွားကစာရွက်ကိုငုံကြည့်လိုက်သည်စာအုပ်စည်းင်းအောင်မှရေးထားသောစာအုပ်နာမည်ကသူ့ကိုလောင်ပြောင်နေသလိုခံစားရသည် Microangle Biotechnological by Michael A. Vorowiska and Leslie Vorowiska Anus LK Siwa Samu Taipan ဒီမိမအစကတည်းကဘာဖြစ်လို့ဒီအကြောင်းမပြောရရလဲ သူမချိခံတာဖြစ်နေ၏နေပါနေပါခမ ्या ကိုကျွန်တော်ယုံကြည်သွားပါပြီကျမကဆရာဦးထင်ကျော်ရဲ့တပည့်ပါဆရာကဦးမင်းထင်ကျော်ရဲ့လိပ်စာကိုသူလက်ပြလိုက်တော့အမျိုးသမီးဤစကားတန်ရက်သွား၏ခမ ्या အစကလေးကဦးထင်ကျော်ရဲ့တပည့်ပါလို့ပြောလိုက်ရင်ပြီးနေတာပဲဒါဆိုရင်ကျွန်တော်တို့နှစ်ယောက်လုံးအချိန်ကုန်တတ်တာတာပေါ့သူမကစူးရှာရှာပြန်ကြည့်နေ၏ဒါကတော့ဒီစာအုပ်စာရင်းကိုမြင်လိုက်ရင် ရှင်းသိနိုင်မယ်ထင်လို့ပါဒါကျမရဲ့အမှားပါပဲဆိုလိုချင်တာကစာအုပ် စာရင်းမြင်ယုံနဲ့ပဲဖေဖေတပည့်မှမသိတာမင်းထင်ကျော်ညံ့နေပေါ့ကောင်းပြီဖေဖေမျက်နာကိုထောက်ထားပြီးကျွန်တော်ဒီစာအုပ်တွေမှပေးပါမယ်ဒါပေမဲ့ကျွန်တော်ထင်တာကဒီအောက်ဆုံးစာအုပ်ကဂျာနယ်မဟုတ်ဘူးဒါဒါအတက်ပညာစာအုပ်လေအဲ့ဒါမျိုးစာအုပ်တွေကဈေးကြီးတယ်တအုပ်ကိုဒေါ်လာ90တရားရှိမယ်ဒီတော့ဒါကိုမြန်မာငွေနဲ့ပြန်တွက်ကြည့်အောင်ခမားအနေနဲ့စာအုပ်တအုပ်တွေကိုငွေ9000ကျော်အကုန်ကြခံပြီးဝယ်ချင်စိတ်ရှိတာတေးကြရဲ့လားပတ်စံကုန်တဲ့အလုပ်ကိုကျမတာဝန်ထားပါ ထိုမိမကိုပထမဆုံးအကြိမ်သူတအံ့တော်ဂယုတဆိုင်ကြည်မိ၏သူမကဖေဖေတပည့်ဆိုလျင်အနဝါစီဝဗေဒအဓိကယူသူဖြစ်ရမည်ចောင်းသူမဟုတ်တော့ဘူးဆိုတော့သူမဘေဌာနမှာအလုံးလုံးနေပါတနည်းဖေဖေလက်အောင်ပါပဲလားဒီစာအုပ်တွေကိုကျွန်တော်ဘယ်ပို့ပေးရမလဲအိုးအဲ့ဒီအတွက်တော့ဒုက္ခမရှာပါနဲ့ရှင်ကျွန်မလာယူပါမယ်ဘယ်တော့လောက်ရနိုင်မလဲဆိုတာဒါခက်မှန်းပေးပါကြည်စမ်း ငါကိုများအမျိုးသမီးတွေလိမ့်စာတောင်းပြီးမဟာတရားပိုးတတ်တဲ့လူစားမှတ်လို့လားဒါငါကိုရှီးလိုက်ရတာပေါ့လေသူအန်ကျိတ်၍အမျိုးသမီးမျက်နာကို အကဲခံမိသည်သို့သောအမျိုးသမီး၏မျက်နာတွင် သူတပားအခံရခတ်အောင်ကလီဒီအမူအရာမျိုးမရှိပါပဂရိရှင်းလင်းနေသောမျက်နှာသာဖြစ်သည်သူစိတ်လျှော့၍ပြုံးပြလိုက်၏ဗန်ကောက်နှင့်ရန်ကုန်နှင့်စာအတော်ခမန်းကြီး၄-၅ရက်လောက်ကြာတယ်ကျွန်တော်စာဟုကိုရောက်ဖို့အချိန် ူဟိုမှာအားလက်ဖို့အချိန်စာအုပ်ရှာဝဲဖို့အချိန်ပြန်ပို့ပေးဖို့အချိန်အတွက်ကြီးတော့အနည်းဆုံး၃ပတ်ကြာမယ်ပူပူမမူဆိုလုံးတက်လာပေါ့နော်ဟုတ်တယ်တက်လာပေါ့သူမအနေငယ်ကိုကိုမှတ်လိုက်ဤကျမတက်လာပြည့်တဲ့ရက်မှာတစ်ခါပြန်လာခဲ့ပါမယ်ဒါနဲ့စာအုပ်ဖိုးငွေခံမှန်းပြီးချုပ်တင်ပေးခဲ့ဖို့လိုမလားသူပြုံး၍ခေါင်းရလိုက်ပြီမလိုပါဘူးစာအုပ်တွေရန်ကုန်ရောက်မှမက်ခင်မုံမြင်ပတ်စံထုတ် ပါဩခဏမက်ခင်မုံမြင်ကော်ဖီတောက်သွားပါအောင်ကျွန်တော်မှပေးပြရစီ သူတယ်လီဖုန်းကိုလက်လန်းလိုက်ဖေဖေတပည့်ဆိုလျင်သူအဲဝေးပြူစုရန်လိုအပ်လိမ့်မည်နေပါစီဦးမင်းထင်ကျော်ရှင်တတ်မှတ်ပေးတဲ့7မိနစ်အချိန်ဆေးသွားပါပြီကျွန်မကိုပြန်ခွင့်ပြုပါသူမပြောပြောဆိုဆိုမတ်တဲရက်တော့သူမျက်ခနဲအောင်သွားပြန်သည် သူပါမတ်တဲရက်လိုက်သည်ကိစ္စမရှိပါဘူးကျွန်တော်နဲ့တွေ့ရမယ့်အယောင်ကိုယ်စားလေလည်းမလာသေးပါဘူးဖေဖေတပည့်ဆိုတော့ကျွန်တော်ကအဲ့ဝစ်ပြရမယ်မဟုတ်လားသို့တော့သူမနောက်သူဆုပ်၍ရက်လိုက်ဤ ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျမမှာအချိန်မရလို့ပါရှင်နောက်လာမှတွေ့ကြတာပေါ့နော်တတော်ရိုင်းဆိုင်နဲ့မိမနာယီကိုတချံငုံကြည့်ရင်နင်းနေမြမပြုံးမဲလှဲထွက်သွားတော့သူ့အမျိုးသမီးကိုသူမချစ်မရဲကြည်လည်ရဲ့ကြံခဲ့ဤဘာကြောင့်များဖေဖေကသူ့ဆရာဖြစ်နေရတာလဲသူသည်အပြစ်မရှိသောကလထိုင်ကိုဒေါသတကြီးပိတ်ကံပြစ်လိုက်ဤနားဆင်ပြီးကြတဲ့သူအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နောက်ရက်တွေမှာနောက်ထပ်အပိုင်းတစ်တွေကို ဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်။အားလုံးပဲဘေးရန်ရေခင်းရှင်းကြပါစေရှင်။